အားလုံးနဲ့မင်္ဂလာပါရှင်ညီမစကေးကနေပြန်လည်ချိုးဆိုလိုက်ပါတယ်ဒီနေ့သင်ခန်းစာကတော့ကျမတို့ grammar series တဲ့တတိယသင်ခန်းစာဖြစ်တဲ့ quantifiers ကိုပြောမှာဖြစ်ပါတယ်ဆိုတော့ quantifier မပြောခင်မှာအရှိကဗီဒီယိုနှစ်ခုမကြည့်ရသေးဘူးဆိုလို့ရှင်ကျွန်မ description မှာ link လေးထည့်ပေးထားပါတယ်ဒီလိုကြည့်ပြီးသွားပြီဆိုလို့ရှင်အဲ့ဒီဟာ review လေးပြန်လုပ်လိုက်ရအောင်နော် ဆိုတော့ရှေ့သင်ခန်းစာမှာကျွန်တော်ပြောသွားတာက articles a and they ကိုပြောသွားတာပါဆိုတော့ articles မှာဆိုလို့ရှိရင်ကျွန်တော် indefinite articles နဲ့ definite articles ဆိုပြီးတော့နှစ်မျိုးရှိရပါတော့ indefinite articles ဆိုတာက ဟိုသေသေးချာချာမပြောဘဲနဲ့ရေးဘူးရအပြင်ပြောတဲ့အရာမျိုးဆိုလို့ရှင်ကျွန်တော်တို့ indefinite articles ဖြစ်တဲ့ a နဲ့ and ကိုသုံးတယ်ကျွန်တော်တို့သေသေးချာချာပြောရလို့ပြောခံလို့ကတိတဲ့အရာကိုပြောရဆိုလို့ရှင်ကျွန်တော်တို့ definite articles ဖြစ်တဲ့ they ကိုသုံးတယ်ပေါ့နော်ဒါကတော့အကျိုးချုံးပေါ့နော်ဟိုမှာတော့ကျွန်တော်သေချာ video တစ်ခုလုံးမှာရှင်းပြထားပါတယ် ဆိုတော့ပထမဆုံးကျွန်တော်ပြောထားတာက an apple can be red or yellow ။ပန်းသီးဆိုတာကအနီအောင်လည်းဖြစ်နိုင်တယ်ဒါမှမဟုတ်လို့ရှင်လည်းဝိုင်အောင်ဖြစ်နိုင်တယ်လို့ပြောတာပေါ့နော်။ဒီနေရာမှာဘယ်ပန်းသီးလို့တေချာပြောတာမဟုတ်ဘဲနဲ့ပန်းသီးတွေဘယ်ပန်းသီးမဆိုလို့ပြောတဲ့အရာမျိုးဆိုတော့အဲ့ဒါကျွန်တော်ရေပူရအဖြစ်ပြောရဲဆိုတော့ဒီနေရာမှာ a ဒါမှမဟုတ်လို့ရှင် an နဲ့သုံးလို့ရမယ်။ဒီနေရာမှာ noun ဖြစ်တဲ့ apple က a နဲ့စာတယ်ဆိုတော့ vowel ဖြစ်တဲ့အတွက်ကျမတို့ a apple လို့သုံးလို့မရဘူး an apple ဆိုပြီးတော့သုံးတယ်။ဒီကြားစာကြောင်းမှာက i like the coffee you gave me the coffee ဆိုတော့ coffee ရဲ့အရှိမဘာလို့တည်သုံးတာလဲဆိုတော့စာကြောင်းကြည့်လိုက်မယ်ဆိုလို့ရှင် I like the coffee you gave me နင်ပေးတဲ့ coffee ကိုကြိုက်တယ်လို့ပြောတာ right ဒီ coffee ကဘာပဲ coffee လဲဆိုတာပြောလိုက်လို့ပြောခိုင်းလို့ကသိတယ်ဟို general အဖြစ်ပြောရတဲ့အရာမျိုး coffee တိုင်းပြောတာမဟုတ်ဘယ်နေရာမှာဝယ်လို့ရတဲ့ coffee တိုင်းပြောတာမဟုတ်ဖယ်နဲ့ဒီသူပေးတဲ့ coffee လို့ပြောရတဲ့အတွက်အတိအကျပြောရတဲ့အတွက်ကျွန်တော်ဒီနေရာမှာ I like the coffee ဆိုပြီးသုံးတယ် နောက်ဆုံးစာကြောင်းက do not use articles with proper nouns proper nouns တွေနဲ့ဆိုလို့ရှိရင်ကျွန်တော် articles ကိုတွဲမသုံးပါဘူး so proper nouns ဆိုတဲ့စာကိုလည်းကျွန်တော်ပထမဆုံးနောက်ဗီဒီယိုမှာရှင်းပြခဲ့တယ်ဒီ articles နဲ့တွဲမသုံးဘူးဆိုတာလည်းကျွန်တော် articles ဗီဒီယိုမှာပြောခဲ့တယ်ပေါ့နော် so ဒီစာကြောင်းလေးကိုကြည့်လိုက်အောင် i am going to germany germany ဆိုတာကနိုင်ငံဖြစ်တဲ့အတွက် proper noun so i am going to germany ဆိုလို့ရှိရင် အင်္ဂါကဂျာမနီကိုသွားမယ်ဆိုတော့ဂျာမနီရဲ့အရှိမကျွန်တော် AN တဲ့အတွက်သုံးလို့မရပါဘူး။ဘာလို့လဲဆိုတော့နိုင်ငံက proper noun ဖြစ်တဲ့အတွက် AN နဲ့မသုံးဘူးပေါ့နော်။ဒီ practice questions ရဲ့ပထမဆုံးတစ်ခုက I saw blank dog in the park ။ right ဆိုတော့ငါကခွေးကိုတွေ့တယ် in the park ဆိုပန်းချန်ထဲမှာတွေ့တယ်ပန်းချန်ထဲမှာတွေ့ခဲ့တယ်လို့ပြောရတာကိုကျွန်တော်တို့ကပြန်ပြောလို့ရှင်ဘယ်ခွေးဆိုတော့မသိ right အဲ့လိုဆိုပထမဦးဆုံးဘယ်ဒီအကြောင်းအရာကိုမပြောထားသေးတဲ့အတွက်ပထမဦးဆုံးပြောရဲဆိုတဲ့အတွက်ကျွန်တော်တို့ဒီနေရာမှာ a နဲ့ n ကိုထည့်မယ် dog က vowel sound မဟုတ်ဘူးဆိုတဲ့ a နဲ့သုံးမယ်ပေါ့နော် i saw a dog in the park ဆိုတော့အာငါကခွေးကိုပန်းချန်ထဲမှာတွေ့ခဲ့တယ်ဒုတိယမှာကျတော့ blank dog that I saw in the park was very cute. ငါပန်းခြံထဲမှာတွေ့ခဲ့တဲ့ခွေးကအရင်ချစ်စရာကောင်းတယ်ဆိုတော့ကျွန်တော်ကတခြားခွေးကိုပြောအောင်မဟုတ်ဘူးအိမ်နာခွေးကိုပြောအောင်မဟုတ်ဘူးကျောင်းမှာတွေ့တဲ့ခွေးကိုပြောအောင်မဟုတ်ဘူးဒီပန်းခြံထဲမှာတွေ့တဲ့ခွေးလို့ပြောရဆိုရတော့ဒီညမှာအတိအကျပြောရဆိုရတော့ A နဲ့ N ကိုမသုံးမင်းနဲ့ definite articles ဖြစ်တဲ့ they ကိုသုံးမယ်ပေါ့နော် solution the dog that i saw in the park was very cute နောက်ဆုံးစာကြောင်းက he is blank engineer ်ဆိုတော့သူက engineer ဖြစ်တယ်လို့ပြောရ right ဆိုတော့အဲ့လိုနေရာမျိုးမှာဆိုလို့ရှင်ကျမတို့က um indefinite article ဖြစ်တဲ့ a နဲ့ n ကိုသုံးမယ် he is an engineer ဘာလို့လဲဆိုတော့ engineer မှာ e နဲ့စထားတဲ့ vowel sound ဆိုရတော့ကျမတို့ n နဲ့သုံးမယ် he is an engineer right ဆိုတော့ဒီနေ့သင်ခန်းစာအဆောင် quantifiers ပေါ့နော် quantifiers ဆိုတာကဘာလဲဆိုတော့အရေးအတွက်တွေကိုပြောတဲ့စကားလုံးတွေကို quantifiers လို့ခေါ်တယ်ပေါ့နော် so definition ရင်းကြည့်လိုက်အောင် like a, a quantifier is a word

ဒီမှာရှိတဲ့ဟာကဘလောက်လဲဆိုတာကိုပြောရဲဆိုတဲ့အတွက်ကျွန်မကဟာ quantify ဆေးရအရေးကြီးရတဲ့ကျွန်မ articles video မှာဆိုလို့ရှိရင်လေ a app and apple တို့ a dog တို့ပြောလိုက်ပြီဆိုရင်ကျွန်မကပန်းတိတလုံးခွေးတကောင်ဆိုတာဒီဘာလို့သိရလဲဆိုတော့ဒီ articles ဖြစ်တဲ့ a ကိုဒါမှမဟုတ်ရှိ n ကိုထည့်ထားရဆိုတော့ကျွန်မဒီဘယ်နှခုဆိုတာသိရပေါ့နော်ဆိုတော့ဒီ quantifier ဆေးဆိုတာလည်းအဲ့လိုမှအဲ့လိုပဲတကယ်လို့ many လို့သုံးလို့ရှိရင် ဒီဟိုပန်တီဘယ်နှလုံးဆိုတာမျိုးသိနိုင်တယ်နော်ပန်တီကအများကြီးဘယ်လောက်များလဲဆိုတော့နည်းနည်းပဲလားအများကြီးလားဆိုတာမျိုးဒီနှောင်းနေတဲ့တွဲသုံးလို့ရှိရင်နှောင်းနေရဲ့ပမာဏကိုပြောရဲဆိုတော့ဒီ quantifiers တွေကအရေးကြီးပါတယ်တဲ့ so as our common quantifiers တွေကိုကြည့်အောင်နော်အများစုသုံးတယ်အရေးတွဲကိုရညွှန်းတဲ့စကားလုံးနေဆိုလို့ရှိရင်တဲ့အောက်မှာ for countable noun ရှေးတွက်တဲ့ရရှေးတွက်လို့ရတဲ့နှောင်းနေနဲ့တွဲသုံးတဲ့ဟာတွေเนาะ things can be counted ရှင်းတွက်လို့ရတဲ့ဟာပေါ့နော် countables noun အနေနဲ့သုံးတယ်ပထမဆုံးတစ်ခုက many many is used for plural countable noun so many ဆိုတာကအဲဒီရှင်းတွက်လို့ရတဲ့ဟိုအများကြီးရှင်းတွက်လို့ရတဲ့အများကြီးနဲ့အနေနဲ့သုံးတာပါတဲ့ implies a large number or quantity ဘာကိုပြောချင်တာလဲဆိုတော့တဲ့ နံပါတ်တွေအများကြီးဒါမှမဟုတ်လို့ရှင်အရေးအတွက်တွေအများကြီးကိုပြောချင်လို့ရှင်ကျမတို့က many နဲ့သုံးတယ်တဲ့ example မှာ there are many books on the table there are many books on the table ဆိုဒီစပွဲကောင်ပေါ်မှာအစားအုပ်တွေအများကြီးရှိရဲ့တဲ့ပြောလို့ရှင်ကျမတို့က many books ဆိုပြောတဲ့အတွက်ကျမတို့သိရတာစားအုပ်ကတအုပ်ထဲလည်းမဟုတ်နှစ်အုပ်လည်းမဟုတ်အများကြီးရှိရဲ့ဆိုတာကိုပြောချင်တယ်ဆိုတဲ့အတွက် many books on the table ဆိုပြီး many နဲ့ nouns ဖြစ်တဲ့ books ကိုတွဲပြီးသုံးတယ် ဒုတိယတစ်ခုကကြာ few few ဆိုတာက implies a small number or quantity few ဆိုတာက um number နည်းငယ်ဒါမှမဟုတ်ရှင်အရေးအတွက်အနည်းငယ်ကိုပြောချင်တဲ့အခါမျိုးဆိုလို့ရှင်ကျွန်တော် few နဲ့သုံးတယ်တဲ့ often with the negative connotation ဒါမှမဟုတ်မကြာခဏတော့ကျွန်တော်ဘာဘာအဓိပ္ပာယ်နဲ့ပြောရလဲဆိုတော့ဟိုဟို negative ဆိုတော့ မကောင်းမြင်တဲ့အဲ့လိုအတိတ်ပဲမျိုးပြောချင်လို့ရှင်ကျွန်တော် few ကိုသုံးတယ်တဲ့ suggesting that there are not enough or the number is smaller than expected သူကဘာကို suggest လုပ်တာလဲဆိုတော့အလုံးလောက်မရှိဘူးနည်းနည်းပဲရှိတယ်အလုံးလောက်မရှိဘူးဒါမှမဟုတ်လို့ရှင်လေ number ဒီရှိမဲ့အရှိတဲ့အရေးတော့ကတဲ့ကိုထင်မှတ်နည်းနေလို့ရှင်ကျွန်တော် few နဲ့သုံးတယ်တဲ့ example က few people attended the meeting လူအနေငယ်ရပဲမီတင်ကိုတက်တယ်တဲ့ဆိုတော့ကျွန်တော်ဒီနေရာမှာ few တွေ့ပြီဆိုလို့ရှိရင် all သူတို့က comment ထားတာအများကြီးတက်မယ်လို့ထင်ပြီးတော့အနေနဲ့ပဲလာတယ်ဆိုတာမျိုးကိုကျွန်တော်တို့သိတယ်ပေါ့နော်အဲ့လိုအသေးပဲမျိုးနဲ့ပြောချင်လို့ရှိရင်ဒီမှာ few နဲ့သုံးတယ်ဒီနောက်က brother ချက်မှာပြောထားတာက implies that the attendance was low which might be a negative thing so လာတဲ့လူတွေက နေတယ်လို့ပြောထားပါတော့။အဲ့ဒီတဲ့ which might be a negative thing ဆိုတော့ဒါမကောင်းတာဖြစ်နိုင်တယ်။သူတို့မျှော်ထားတာအများကြီးနည်းနည်းပဲလာတယ်ဆိုတော့ negative အနေနဲ့ပြောချင်တာပေါ့နော်။ နောက်တစ်ခုကတော့ a few a few ဆိုတာက indicates a small ပြောချင်တာကခုနကလိုပဲအနည်းငယ်ရှိရဟောင်းပြောရတဲ့ best is a positive number ဒါပေမဲ့သူက positive number ဆိုတော့အကောင့်အနေနဲ့ပြောချင်တာမျိုး right ဒါပေမဲ့နည်းနည်းပဲရှိရဒါပေမဲ့ရှိတော့ရှိပါသေးတယ်ဆိုတော့ပုံစံမျိုးပေါ့နော် suggesting that there are some even if not money ဆိုတော့ စတူဒီယာဘာ switches လောက်တာလဲဆိုတော့အော်နည်းနည်းတော့ရှိသေးတယ်အများကြီးမဟုတ်တော့အောင်နည်းနည်းတော့ရှိသေးတယ်လို့ပြောချင်တဲ့အခါမျိုးဆိုလို့ရှိရင်ကျွန်တော်တို့ a few နဲ့သုံးတယ် example က a few people attended the meeting လူနေငယ်က meeting ကိုတက်တယ်တဲ့ so ကွန်ဆာခွင့်ပိတ်တဲ့မှာက implies that at least some people attended အနည်းဆုံးနည်းနည်းလူနေနေတော့ရှိပါသေးတယ် which might be a positive thing ကောင်းတဲ့အရာဖြစ်နိုင်တယ်ပေါ့နော်ကိုကပြောနေတာသူတို့ထင်တာကအော်အခုမှစပြီးတော့ဟို meeting လောက်တာလူတွေကလာကြမှာလာမယ်လို့ထင်ပေမဲ့နည်းနည်းပပလာရဲဆိုလို့ရှင်ဒါတော့သူကအကောင့်အနေနဲ့ပြောချင်တယ်ဆိုလို့ရှင် a few နဲ့တုံးတယ်ပေါ့နော်ဆိုတော့အောက်မှာအနည်းအောင်နဲ့ပြထားတာက few ဆိုတာကတဲ့ Few's me, not many. Few ဆိုတာကအများကြီးမဟုတ်ဘူးလို့ပြောတာ emphasize the lack of something. မရှိတာကိုကျွန်တော်အယုံဆိုင်တဲ့အရာမျိုးဆိုလို့ရှိရင် few နဲ့တုံးတယ်တဲ့ while a few means some and emphasize the existence of small number. Number တည်းတည်းရှိတဲ့ဟာကိုကျွန်တော်က emphasize တုပ်ပြီးတော့ပြောတယ်ဒါပေမဲ့အော်နည်းနည်းတော့ရှိပါသေးတယ်ဆိုတဲ့အရာမျိုးဆိုလို့ရှိရင်ကျွန်တော် a few နဲ့တုံးတယ်ပေါ့နော် ကျမမြန်မာစကားမှလည်းရှိရပါတော့ဥပမာဆိုလို့ရှိရင်ကိုကအတော်အိမ်လေးပိုင်းသွားလို့သမင်းစားနေနဲ့သမင်းကြံသေးလားလို့မေးလိုက်လို့ရှိရင်ဟိုကနေပြီးတော့အေးအများကြီးရှိတော့ဘူးဆိုလို့ရှိရင် ဖြစ်နိုင်တာသူကမယူနဲ့တော့လို့ပြောကြတာမျိုး right ခြားလူလဲစားအောင်မအများကြီးရှိတော့ဘူးလို့ပြောတာမျိုးအဲအဲ့လိုအချိန်မျိုးဆိုလို့ရှိရင် you are not many ဆိုတော့ draft few နဲ့တုံးတယ်တကယ်လို့များကိုကနေပထမရှိသလားဆိုအေးအေးရှိနည်းနည်းရှိသေးလားယူဆိုအဲ့နည်းနည်းဆိုတော့ဒီပဲကကျွန်တော်တို့ကအကောင့်အနေနဲ့ပြောအောင်မျိုးဖြစ်နိုင်တယ်ပေါ့နော်အေးရှိသေးရနည်းနည်းကြံသေးလားယူဆိုလို့ရှိရင်ကိုယူလို့ရတဲ့အရာမျိုးဆိုလို့ရှိရင်အာ a few နဲ့ပြောရပါဆိုတော့တခုက ဟိုငင်းကျင်တဲ့အရာမျိုးဒါမလို့ရှင်မကောင်းမြင်တဲ့အရာမျိုးဆိုလို့ရှင် few နဲ့သုံးတယ်။တာမန်အရာမျိုးအကောင်းနဲ့ပြောမယ်ဆိုလို့ရှင် a few နဲ့သုံးတယ်ပေါ့နော်။ဆိုတော့ဒီနှစ်ခုကိုဒီဟိုစာကြောင်းတစ်ကြောင်းပါပဲကျွန်တော်ပြောထားတဲ့ဟာကိုကြည့်အောင်နော်။ so ပထမတစ်ခုမှာ a few means some a few ဆိုတာအေးနည်းနည်းရှိ some လို့ပြောချင်တာပေါ့နော် a small number အနည်းငယ်ရှိရဲ့ number but still present ရှိတော့ရှိသေးတယ်ဆိုတာမျိုးပြောချင်တာပေါ့နော်ဆိုတော့ example က there were a few attendees in the class အတန်းတော့မှာတဲ့လာတတ်တဲ့လူအနည်းငယ်ရှိတယ်တဲ့ဆိုတော့အတိတ်ပဲက some people attended right အေးလူနည်းနည်းလာတက်တယ်တောင်လူနည်းနည်းလာတက်တယ်ကျောင်းသားနည်းငယ်လာတက်တယ်လို့ပြောရမျိုး right ဒုတိယစာချုပ်မှာကျတော့ few ဆိုတာ without a အိမ်မပါတဲ့ few ကကြတော့သူပြောချင်တာနည်းနည်းလေးပဲရှိတယ် almost none မရှိသလောက်ကိုပဲ often a negative tone သူကမကောင်းမြင်တဲ့အနေမျိုးနဲ့ပြောတာဗျာနော်မရှိသလောက်ပဲလို့ပြောချင်လို့ရှင် few ကိုသုံးတယ်တဲ့ few attendees show up ဒီ non attendees ဆိုတာအလားတက်တဲ့လူနည်းနည်းပဲလာတယ်လို့ပြောတာမျိုး hardly anyone attended မတက်တလောက်ပဲဘယ်သူမှမလာတလောက်ပဲမျောဆွဲမှာကိုကခံမန်းထားတာမျောလင့်ထားတာအများကြီးဖြစ်ပြီးတော့နည်းနည်းပဲလာလို့ရှင်တော့မကောင်းတဲ့အမြင်နဲ့ပေါ့နော် negative tone နဲ့ပြောရတဲ့အခါမျိုးဆိုလို့ရှင်ကျမတို့က a မပါတဲ့ few နဲ့တုံးတယ်တဲ့ဆိုတော့နောက်တစ်ခုကကြာ several several ဆိုတာကမြန်မာလိုပြောရင်တော့အာများကြီးလို့ပဲပြောလို့ရပါတော့ many လောက်တော့များဘူးတဲ့ဆိုတော့ suggest a quantity greater than a few အနည်းငယ်ဆိုတာထက်များတယ်လို့ပြောချင်တာ but less than a large number ဒါပေမဲ့အများကြီးထပ်တော့လည်းနည်းတယ်နည်းနည်းတော့ရှုပ်တော့ဆိုအားကြောင့်ကျွန်တော်အောက်ကအနီအောင်လေးနဲ့ပြထားတယ် many လို့ကျွန်တော်ပထမဦးဆုံးပြောသွားတဲ့တစ်ခုကကြာ many ဆိုအများကြီး right many ရဲ့ several ဆိုတာက many ထပ်တော့နည်းတယ်ဒါပေမဲ့ခုနကပြောခဲ့ a few ကို few လို့ထပ်တော့များတယ်ဆိုလို့ရှိရင်ကျွန်တော်အဲ့အဲ့လိုအရှိတွဲမျိုး several နဲ့သုံးလို့ရရတဲ့ example မှာ several people come to the party ဆိုတော့လူ အများကြီးပဲဖတ်ချီလို့လာရတယ်ပေါ့နော်ဒါပေမဲ့ခုနကလိုမျိုးအဲ့လို several လို့ပြောလို့ရှိရင်လင်းနာချရာတော့ဖြစ်ကောင်းဖြစ်မှာ right ဟိုလို many လည်းမဟုတ်ဘူးဒါပေမဲ့နည်းနည်းလေးဆိုတာထက်လေညာလို့ရှင်ကျွန်တော်အဲ့နေရာမှာ several နဲ့တုံးနေတဲ့ ခုနအခုပြောခဲ့ရတဲ့အကောင်လုံးကတော့ဒါ countable noun နဲ့သုံးတဲ့ဟာပေါ့နော် many several few few အဲအကောင်လုံးက countable noun နဲ့သုံးတဲ့အရာပဲအခု uncountable noun နဲ့သုံးတဲ့ဟာကိုကြည့်လိုက်အောင် uncountable noun ဆိုတာက things cannot be counted individually တစ်ခုချင်းစီတစ်ခုနှစ်ခုလို့ရှိတွဲလို့မရတဲ့အရာမျိုးဆိုလို့ကျွန်တော်အဲ uncountable noun ကိုခေါ်ရတဲ့ပထမဆုံးတစ်ခုက much use where and countable now ဒီတော့လို့မရတဲ့နောင်းနေနဲ့သုံးတာအသုံးလို့ရှင်းကျွန်မ much နဲ့သုံးတယ်တဲ့ much ကကျွန်မကပြောသွားတယ်အ many လို့ပဲပေါ့နော် many ကကြာ countable နောင်းနဲ့သုံးတယ် much ကကြာ uncountable နောင်းနဲ့သုံးတယ် example မှာက how much water is left in the bottle ဆိုတော့ရေကတဲ့ဒီဘူးထဲမှာဘယ်လောက်ကျန်သေးလဲလို့မေးလို့ရှင်ကျွန်မ water ဆိုတဲ့ရေက uncountable နောင်းဖြစ်တဲ့တော့ဒီနေရာမှာ much နဲ့သုံးတယ်ပေါ့နော် how many water လို့ကျွန်မပြောလို့မရ how much water လို့ပဲပြောလို့ရမှာ right So do get a little. Little without a, a in by little indicate a small amount of small amount or quantity. Unagalube number and name it your quantity um as you don't name it your lotion tomorrow little not only often implying a lack of deficiency. ကျွန်တော်တို့မကြခဏဆိုလို့ရှိရင်တော့ခုနကောင်ကပြောရဲ few လို့ပဲ right ဟိုမရှိတာမျိုး deficiency ဆိုတာချို့ယွင်းတဲ့အရာမျိုးကိုပြောချင်လို့ရှိရင်တဲ့ little နဲ့သုံးတယ်တဲ့ can be used in a negative context မကောင်းတာပြောချင်တဲ့အဲ့လိုမျိုးအခြေအနေမျိုးမှာဆိုလို့ရှိရင် context မှာဆိုလို့ရှိရင်တဲ့ little နဲ့ပြောတယ် suggesting that something is not enough or not as much as expected suggest လုပ်တာကတဲ့ဒါကမလုံလောက်ဟုတ်တယ်မမဟုတ်လို့ရှိရင်လည်းခံမှန်းထားရတော့ချောလန်းထားတော့မရှိဘူးလို့ပြောချင်လို့ရှင် little နဲ့သုံးတယ်တဲ့ example က there is little hope of his recovery သူပြန်ကောင်းလာမယ်ဆိုတာကတဲ့ဟိုမျှော်လင့်ချက်နည်းနည်းပဲရှိတယ်ဆိုတော့မျှော်လင့်ချက်ဆိုတာ hope uncountable noun ဖြစ်တယ်ဆိုရတော့ little hope ဆိုလို့ရှင်ကျမတို့ဒါဒီငယ်မလို့ခြုံလဲသုံးတယ်ပေါ့နော်အဲ့ဒီအတိတ်ပဲ meaning is unlikely he will recover ပြောချင်တဲ့အတိတ်ပဲသူပြန်ကောင်းလာဖို့မရှိဘူးလို့ပြောချင်တာမျိုးပေါ့နော်ဒီနေရာမှာမဟိုဘယ်လိုပြောမလဲအဆုံးမြင်တဲ့ညာမျိုးနဲ့ပြောရဆိုတဲ့အတွက်ကျမတို့ little hope လို့ခေါ်ပြောတယ် there is little hope office recovery သူပြန်ကောင်းလာဖို့မျှော်လင့်ချက်နည်းနည်းပဲရှိတယ်လို့ပြောတာပေါ့နော်နောက်တစ်ခုကကျ a little suggest a small but still present ခုနကကပြောခဲ့ a few လို့မျိုးပဲသူပြောချင်တာကအာဒီလိုမျိုးနည်းတဲ့ပမာဏပေါ့နော်ဒါပေမဲ့လည်းရှိသေးတယ် amount or quantity right နည်းနည်းပဲရှိရဒါပေမဲ့လည်း presence ဆိုတာကရှိတော့ရှိသေးတယ်ပေါ့နော်အဲ့လိုအရာမျိုးဆိုလို့ရှင် a little နဲ့ပြောရတဲ့ can be used with positive context ကျမတို့အကောင်းတဲ့အရာတွေပြောတဲ့အချိန်မျိုးမှာဆိုလို့ရှင်သုံးတယ်တဲ့ indicating that there is some of a something ဒါဆိုရှိတော့ရှိသေးတယ်ပေါ့နော် even if it's not a lot အများကြီးမဟုတ်တော့နည်းနည်းတော့ရှိသေးတယ်ဆိုတဲ့အရာမျိုးဆိုလို့ရှင် a little နဲ့ပြောရတဲ့ example က i have a little money ငါမှာပတ်စံအနေငယ်ရှိတယ်တဲ့ဆိုတော့ bracket ထဲမှာပြောထားတာဟာက meaning you have some money အတိတ်ပဲအဲ့မှာပတ်စံအနေငယ်တော့ရှိတယ် even if it's not a lot အများကြီးမဟုတ်ဝင်တော့မှာပဲတဲ့ပတ်စံအနေငယ်တော့ရှိတယ်ဆိုတော့အချိန်မျိုးဆိုလို့ရှင်ကျွန်တော်က a little လို့ပြောရပါတော့ဒါကောင်းတဲ့အနေနဲ့ပြောအော်နည်းတစ်ပတ်စံနည်းနည်းတော့ရှိသေးတယ်ဆိုတာမျိုး right ကောင်းတဲ့အချိန်နဲ့ပြောလို့ရှင် a little မှပြောတယ်ကျွန်တော် negative အနေနဲ့ဟိုပြောမယ်ဆိုလို့ရှင် little နဲ့ပြောတယ်ခုနက few နဲ့ a few လို့မျိုးပဲပေါ့နော် so for both countables and uncountable nouns ကျမတို့ဒီရေးတွက်လို့ရတဲ့အရာရောရေးတွက်လို့မရတဲ့အရာမျိုးနဲ့သုံးတယ် quantifiers တွေကပထမဆုံးတစ်ခုက sam some sort of are often used in a positive statements offer offers or requests so um balloon ya myo ma taw le so a positive statement so a kaung ne statements are thau pyan chat de paw no offer so ra ka jar kan han na or request taw so le a ya myo yi ma taw lo shin jaw ka some ne taw ne example ga would you like some coffee would you like some coffee so coffee တောင်းမလားလို့မေးရ right အဲ့လိုမျိုးဥစားကဒါဒီနေရာမှာကိုက offer လုပ်တာ right အဲ့တည်းကအင်လာလို့ရှင် would you like some coffee coffee တောင်းမလားဆိုတာ offer လုပ်တယ်ဆိုရတော့ဒီနေရာမျိုးဆိုလို့ရှင်ကျွန်တော်တို့က some နဲ့တောင်းတယ်ဒီနေရာမှာ countable and countable တောင်းလို့ရ coffee ရတော့ဒီနေရာမှာ uncountable နောက်ပေါ့နော်ဒီနေရာတစ်ခုက all refers to the whole amount or everything so also ကတဲ့ the amount ရှိတဲ့အကုန်လုံးဒါမှမဟုတ်လို့ရှိရင် everything ဆိုတာအရာအားလုံးပေါ့နော်အဲ့လိုမျိုးပြောချင်လို့ရှိရင်ကျွန်တော် all နဲ့သုံးတယ်တဲ့ example က all the books are on the shelf ဆောင်းတွေအကုန်လုံးကလည်း shelf ဆိုတော့ symbol မှာလို့ပြောချင်တာ right so all the books are on the shelf ဆောင်းတွေအကုန်လုံး symbol မှာဆိုတော့တခြားနေရာမှာဆောင်းရှိရောရှိသမျှဆောင်းတွေအကုန်လုံးက symbol မှာလို့ပြောချင်တာဆိုတော့ဒီနေရာမှာ the whole the amount ပေါ့နော်ရှိသမျှဟာအကုန်လုံးလို့ပြောချင်တယ်ဆိုတော့အတွက်ကျွန်တော်တို့ကဒီနေရာမှာ all နဲ့သုံးတယ်ပြီးတော့နောက်တစ်ခုကကျတော့ enough enough soraga, an adequate amount of something, whether it is sufficient or makes the necessary quantity or quality. So adequate amount soraga, long out de bamana, the kuku long out de bamana, whether it is sufficient ဆိုတာကအလုံးလောက်ဖြစ်တဲ့ဒါမှမဟုတ်လို့ရှိရင်လည်း meet the necessary လိုအပ်တဲ့ quantity အရေးအတွက်ကိုပြောလို့ရှိရင်တဲ့အာကျွန်တော်တို့ enough ဖြစ်တယ်လို့ခေါ်ရပါတော့ quality ဒါမှမဟုတ်ရှိရင် quality ပေါ့နော်ဟို quality ဆိုတာကအရေးအသွေးလုံးလောက်တဲ့ပမာဏဒါမှမဟုတ်အရေးအသွေးကိုရှိရဆိုလို့ရှိရင်ကျွန်တော်က enough ဖြစ်တယ်လို့ခေါ်ရတယ် အစမ example က she has enough friends to throw a big party ဆိုတော့ဒီပြောင်းပွဲရှင်ပွဲအကြီးကြီးလောက်ဖို့တော့အဲ့ဒါသူ့မှာလုံလောက်တဲ့တငယ်ချင်းရှိရဲ့တဲ့ပြောင်းပွဲရှင်ပွဲများအကြီးကြီးလောက်ပြီဆိုလို့ရှင်သူလူတွေအများကြီးလိုရဲဆိုရတော့သူပြောချင်တာကဒီကောင်မလေးမှာအဲ့လောက်အထိလုံလောက်တဲ့တငယ်ချင်းရှိတယ်လို့ပြောတာပေါ့နော်ဒုတိယ example ကကြာ there aren't enough chairs for everyone ဆိုတော့အကုန်လုံးတွေ့တဲ့လုံလောက်တဲ့ထိုင်ခုံတွေမရှိဘူးတဲ့ဆိုတော့ there aren't enough chairs for everyone အကုန်လုံးတွက်လုံးလောက်တဲ့ထိုင်ကုန်မရှိဘူးလို့ပြောတာပေါ့နော်အကုန်လုံးဒီနှစ်ခုလုံးမှာပထမတစ်ခုကကျတော့ necessary လိုအပ်တဲ့ quantity ပေါ့လိုအပ်တဲ့တငယ်ချင်းပမာဏဒုတိယ example မှာကကျတော့ sufficient မဖြစ်တာ right sufficient ဆိုမလုံလောက်တာမျိုးပေါ့နော်အဲ့ဒါမျိုးကိုကျမတို့ပြောလို့ရှိရင် enough နဲ့သုံးတယ်တဲ့နောက်တစ်ခုကကျတော့ any any ဆိုတော့ negative sentences and questions any ကတဲ့ကျမတို့ကဒီမကောင်းတဲ့ ပြောတဲ့ sentence တွေပေါ့နော်အဲ့လိုမျိုးဒါမှမဟုတ်လို့ရှင်အမေခွန်းနေမှာဆိုလို့ရှင် any နဲ့ပြောရဲ example ချိလိုက်ရှင်းတယ်ပေါ့နော် example မှာက i don't have any friends in the city ဒီမျိုးမှာငါမတငယ်ချင်းတယောက်မှမရှိဘူးလို့ဆိုတော့ဒါဒါ negative အနေနဲ့ပြောထားပါပေါ့နော် i don't have any friends in the city ငါမမျိုးမှာတငယ်ချင်းတယောက်မှမရှိဘူးတဲ့ဒုတိယတစ်ခုကကြာ do you have any questions do you have any questions ဆိုတာကမေးစရာမေးခွန်းရှိလားလို့ ပြောတာပေါ့နော်အဲ့လိုမျိုးဆိုရတော့ပထမ example မှာက negative အနေနဲ့ပြောတယ်ဒုတိယမှာကျတော့ questions နဲ့ပြောလို့ရှင်ကျွန်တော် any ကိုသုံးတယ်တဲ့နောက်တစ်ခုကကျတော့ no means zero or none non ဆိုတဲ့အဓိပ္ပာယ်ကတဲ့ zero ဆိုတာကတုံ့ရဘာမှမရှိတာမျိုး non ဆိုတာကဘာမှမရှိရ right ဆိုအဲ့လိုအနေအားမျိုးဆိုလို့ရှိရင်ကျွန်တော် zero နဲ့တုံ့နေတဲ့ example မှာက there is no milk in the fridge ကြည့်ခဲ့တာလည်းမှာအဲနွားနိုးတွေမရှိတော့ဘူးလို့ပြောလို့ရှိရင်ဒါမရှိတာကိုပြောရဲဆိုတဲ့အတွက်ကျွန်တော် no နဲ့တုံ့နေပေါ့နော် there is no milk in the fridge ဆိုတော့ not culture common mistakes avoid common mistakes တော့ကဟိုအမှားလုပ်တတ်တဲ့အဥ္စာမျိုးပေါ့နော်အဲ့လိုမျိုးကို avoid လုပ်ဖို့ဆိုလို့ရှိရင်ねပထမတစ်ခုက confusion few and a few 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 နဲ့ few နဲ့ပေါ့နှစ်ခုလုံးကနည်းနည်းလို့ပြောချင်တာဒါပေမဲ့တစ်ခုကကြာ positive အနေနဲ့ပြောရဲနောက်တစ်ခါကျ negative အနေနဲ့ပြောရဲပေါ့နော်အဲ့လိုမျိုးဆိုရတော့အဲ့ဒီနှစ်ခုက confuse မှားနိုင်ရပေါ့နော် so explain that few ဆိုတာက means a small အနည်းငယ် almost negative amount မရှိသလောက်လို့ပြောချင်လို့ရှင်မရှိသလောက်ပဲနည်းနည်းပဲရှိတယ်မရှိတော့ပဲပေါ့နော်ဆိုတော့ negative အနေနဲ့ပြောချင်တဲ့ solution ကျမတို့ a မပါတဲ့ few နဲ့ပြောမယ်တဲ့ အဲ့လိုမျိုးဘလို့ပဲ a few a ပါရဥစ္စာအကြ means a small but positive amount နည်းနည်းတော့ရှိရဲသူကကောင်းတယ်ဆိုတဲ့အရာမျိုးပေါ့နော်သိရမလားပစ္စည်းရှိသေးလားဆိုအေးကျန်တော့ကျန်သေးတယ်ဆိုမျိုး right ရှိသေးတယ်ကောင်းတယ်အနေနဲ့ပြောမယ်ဆိုလို့ရှိရင် a few နဲ့တောင်းတယ်ကျွန်တော်တို့အာစိတ်ပြက်လက်ပြက်နဲ့ဒါမဟုတ်ဘူးမရှိလိုက်တာလို့ပြောလို့ရှိရင် few နဲ့တောင်းမယ်လို့ပြောချင်တာမျိုးနောက်တစ်ခုကကြာ using much way countable now much ဆိုတာကကျွန်တော်အရှိမတရောက်ခဲ့တဲ့ uncountable noun နဲ့ပဲသုံးတယ်တဲ့ဒါပေမဲ့လူတွေကမှားပြီးတော့ countable noun နဲ့သုံးနေသုံးတာရှိရပါတော့အဲ့ဒါကို key site ပါတဲ့ကျွန်တော် countable noun နဲ့သုံးချင်ပြီဆိုလို့ရှိရင် many နဲ့သုံးတယ် uncountable noun ဆိုလို့ရှိရင် much နဲ့သုံးတယ်ပေါ့နော် so ကျွန်မဒီနောက်က practice sentence လေးတွေကြည့်လိုက်အောင် so ပထမဆုံးတစ်ခုက i have blank friends in the class ငါမှရှိတယ်တဲ့ friends ဆိုတငယ်ချင်း in my class ငါရဲ့အတန်းထဲမှာတငယ်ချင်းရှိတယ် friends ဆိုတာက တငယ်ချင်းဆက်တယောက်နှစ်ယောက်ရှိလို့ရတယ်ဆိုတော့ကျွန်တော်အဲ့ဒါကို countable နောက်လို့ပြောတယ်။ဒီနေရာမှာတငယ်ချင်းအနည်းငယ်ရှိတယ်လို့ပြောတာဖြစ်နိုင်တယ်လို့မတငယ်ချင်းအများကြီးရှိတယ်လို့လည်းဖြစ်နိုင်တယ်ပေါ့နော်။ဆိုတော့ဒီမှာဖြစ်နေခုဖြစ်နိုင်တယ်။ I have many friends in my class ငါမအတန်းနဲ့မတငယ်ချင်းများရှိရတဲ့နောက်တစ်ခုဖြစ်နိုင်တာကတော့ a few right i have a few friends in my class ငါမတငယ်ချင်းအနေငယ်ရှိရဲဆိုတာလည်းဖြစ်နိုင်တယ်ဒုတိယစာကြောင်းကတော့ there is blank milk in the fridge you get the dane mare, no anenge, no shire, right? There is blank milk. Milk and count the one out, you excuse me, miyare a yamu soredwa, diniyama solution, tomorrow is so anegin pite soredwa, there is some milk in the fridge, right? There is a little milk in the fridge. So, Now, cool we have blank apples left. ငါတို့စီမှာတဲ့ပန်တီအများကြီးပန်ပန်တီချန်သေးရလို့ပြောတာပေါ့နော်ဒီနေရာမှာလည်းခုနပထမဆုံးလိုပဲအများကြီးချန်သေးရလို့ပြောတာဖြစ်နိုင်တယ်လို့မျိုးအနေငယ်ချန်နယ်လို့လည်းပြောတာဖြစ်နိုင်တယ်အဲ့ဒါကြောင့်မို့ဒီနေရာမှာ many apples left ပန်တီအများကြီးချန်သေးတယ်ဒါမှမဟုတ်လို့ရှိရင် a few apples left နည်းနည်းချန်သေးရဒါမှမဟုတ်လို့ရှိရင်ကျွန်တော် countable noun နဲ့ uncountable noun ကိုသုံးလို့ရတယ် some နဲ့လည်းသုံးလို့ရတယ်ပေါ့နော် we have some apples left လို့လည်းပြောလို့ရတယ် နောက်တစ်ခုကကျတော့ she gave me blank advice about the project သူမကငါ့ကိုဒီ project အတွက်ကိုအကြံဉာဏ်ပေးတယ်ဆိုတော့အကြံဉာဏ်ဆိုရဲ advice ကဒီနေ့မှ uncountable noun ဖြစ်တယ်ပေါ့နော် uncountable noun ဖြစ်လာပြီဆိုလို့ရှင်ကျွန်တော်ဒီနေ့မှဘာသုံးလို့ရမလဲဆိုတော့ some advice အကြံဉာဏ်ချုပ်ပေးတယ်ဆိုပြီး some advice နဲ့သုံးလို့ရသလိုမျိုးခုနကတော့ uncountable noun သိသားပါပဲပြောခဲ့တဲ့ a little and little ပေါ့နော် so a little ဆိုလို့ရှင်ဒီနေ့မှ a little advice လို့ပြောလို့ရတယ်ဒါပေမဲ့လည်း အကွန်မအရာဆိုရင်တော့မှန်တယ်ပေါ့နော်အဲ့တော့ advice ဆိုပြဒါပေမဲ့ကျွန်တော်ဒီဟိုဒီအင်္ဂလိပ်စကားပြောရနိုင်ရင်အနေမှာတာမန်ရဆိုလို့ရှိရင်အဲ့လိုပြော the natural မဖြစ်ဘူးလို့ ဟိုထင်တယ်ပေါ့နော်အဲ့လိုဆိုရတော့အဲ့လိုပြောအသုံးလုံးမပြောကြဘူးပေါ့နော်မှားလားဆိုတော့ grammar ရဆိုမှန်တယ်ဒါပေမဲ့အဲ့လိုပြောလို့ပြောထားမရှိဘူးပေါ့နော်အဲ့လိုဆိုရတော့ဘလို့ပဲပြောကြမလဲပြောလဲဆိုလို့ရှင် she gave me some advice about the project ဒါပေမဲ့လို့ရှင် a little bit advice တို့ပြောရပေါ့နော် a little နာမ bit တဲ့ပြော a little bit advice တို့လည်းပြောလို့ရရဲ့နောက်နောက်တစ်ခုကကြာ there are blank people at the party people ကာ countable ဖြစ်တယ်ဆိုရတော့ there are people at the party ဆိုလို့ရှိရင်တော့ many people လို့ပြောလို့ရလူတွေအများကြီး party မှာလူတွေအများကြီးရှိရဲ့လို့ပြောလို့ရတယ်လို့မျိုး there are a few people at the party ဆိုပြီးတော့အလိုနှဲငယ်ရှိတယ်လို့လည်းပြောလို့ရတယ်တဲ့နောက်တစ်ခုက i don't have blank money to buy that ဒီအဝယ်ဘုတ်ကြောင့်ကမပစံမရှိဘူးလို့ပြောတာဒီနေရာမှာဆိုလို့ရှိရင်ကျွန်တော်အလုံလောက်မရှိဘူးလို့ပြောလို့ရတယ်ဆိုရတော့ enough money to buy that လို့ပြောမယ် number 7က there are blank students in the school ဆိုတော့အကြောင်းမှာ students ရှိတယ် accountable noun ဆိုတဲ့အတွက်ဒီနေရာမှာကျမတို့ school မှာဆိုရှင်အကြောင်းမှာအများကြီးရှိတယ်လို့ပြောလို့ရမှာ right ဆိုတော့ many students in the school countable noun နဲ့ many နဲ့တွဲသုံးတယ်နောက်တစ်ခုက i have blank time to finish my homework ငါရဲ့အိမ်စာကိုပြီးဖို့အတွက် time i have လို့ပြောထား right ဆိုတော့ဒီနေရာမှာ ဟို enough time အချိန်လုံးလောက်ရှိတယ်လို့ပြောလို့ရသလိုမျိုးဒါ enough က accountable and accountable သုံးလို့ဆိုရတော့ i have enough time to finish my homework ဒီအင်စာကိုပြီးဖို့တော့အလုံးလောက်အချိန်ရှိတယ်လို့ပြောလို့ရသလိုမျိုးရဲ့အော်ဒီနေရာ accountable now ဆိုရတဲ့အတွက်ကျွန်တော်တို့သုံးလို့ရကဒါလာက little နဲ့သုံးလို့ရပါတော့တကယ်လို့ little နဲ့သုံးပြီဆိုလို့ရှိရင် um အချိန်ကတိတ်မရှိတော့ဘူးလို့ပြောချင်တာမျိုးပေါ့နော်ကျွန်တော်ခုနပြောခဲ့တာ negative အနေနဲ့ပြောတာဆိုရဲအတွက် I have little time to finish my homework တရားကလာပြီးတော့ဟဲ့တော်ပြီးကစားရအောင်ခုလောက်ရအောင်ဆိုတဲ့အချိန်မျိုးပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင် um ကိုကနေပြောနော် တောင်းလို့မရအောင်ငါမှအိမ်စာလုပ်ဖို့အတွက်အချိန်နည်းနည်းပဲရှိတော့တယ်လို့ပြောရမျိုးပေါ့နော်ဒါကတော့ကျွန်တော်ဘာပြောချင်လဲဆိုရယ် context မှာမူတည်ရပေါ့နော်သိရမလားကိုဒီလိုမျိုးမေးခွန်းဆိုလို့ရှိရင် context မှာပါပဲနဲ့စာကြောင်းတစ်ကြောင်းပဲဆိုရတဲ့အတွက်ကျွန်တော်ဒီ background ဘာဘယ်အခြေအနေပေါ်မူတည်ပြောနေရဆိုတော့မသိတဲ့အတွက်ဖြေလို့ရတဲ့ဟို သုံးလေးရ quantifier ဆရာအများကြီးပေါ့နော်ဒါပေမဲ့ကိုခုပြောမယ်ဆိုလို့ရှိရင်ကိုကဒီ background သိပြီလားဆိုတဲ့အတွက်သိချာတိကျပဲဟောက်ရွှေမလဲဆိုတော့ရွှေလို့ရတယ်ပေါ့နောက်တစ်ခုကကျတော့ they found blank books in the library ဒီ library မှာစာအုပ်တွေအများကြီးတွေ့ရဲ့လို့ပြောချင်တာမျိုးပေါ့နော်ဆိုတော့အတွက်ဒီနေရာမှာ they found many books in the library လို့ပြောလို့ရတယ်အဲ့လိုမျိုးပဲ they found several books in the library library မှာစာအုပ်တွေအများကြီးရှိရပေါ့နော် several နဲ့ပြောလို့ရမယ် many နဲ့ပြောလို့ရမယ်နောက်ဆုံးတစ်ခုကကျတော့ i don't have blank information about the meeting ဒီ meeting အတွက်ကိုယ် uh, information မရှိပါဘူးလို့ပြောရ right so information ဆိုတာက uncountable noun ဖြစ်တယ်ဆိုရတဲ့ဒီနေရာမှာမရှိဘူးဆိုတော့ဘာတောင်းလို့ရမလဲဆိုတော့ i don't have enough information about the meeting meeting တော့လုံလောက်တဲ့ information မရှိဘူးလို့ပြောလို့ရတယ်လို့မျိုးဟို i don't have any information by information မမရှိဘူးဆိုတော့ any information ဆိုပြီးတော့လဲတောင်းလို့ရရပေါ့နော်ဒီနေရာမှာတောင်းပြသွားရဲ enough ကို any ရောက oh countable noun and countable noun မှာ300ရဲ့ဆိုတော့ဒီနှစ်ခုလုံးမြန်မာ300ရဲ့ပေါ့နော်ဆိုတော့နောက်ဆုံးကျွန်တော်ဒီ review လေးတစ်ချက်ပြန်ကြည့်လိုက်ရအောင်ဆိုတော့ဒီနေ့ဒီနေ့ပြောသွားတာက quantifier ပေါ့နော်အအခြေအတွက်တွေကိုပြောတဲ့စကားလုံးတွေပေါ့ဆိုတော့ countable noun မှာဆိုလို့ရှိရင်ကျွန်တော်တို့က many few a few several ဆိုပြီးသုံးလို့ရတယ်လို့မျိုး uncountable noun မှာဆိုလို့ရှိရင် much little a little နဲ့သုံးလို့ရတယ် both ဖြစ်တဲ့ countable noun and countable noun ရောမှာ solution ဆိုတော့ some all enough no any ဆိုပြီးတော့လဲသုံးလို့ရတယ်အခုကျွန်မပြောပြသွားတဲ့ဥစ္စာတွေကတော့ဟိုအများစုသုံးတဲ့ common ဖြစ်တဲ့ဟာတွေပေါ့နော်တခြားဟာတခြား quantifiers တွေလည်းအများကြီးရှိပါသေးတယ်ဆိုတော့ဒီရှိ GPA အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်တခုခုနားဟိုလေ့လာနိုင်မယ်လို့လည်းပြောလဲပါတယ်တကယ်လို့မေးချင်တဲ့မေးခွန်းရှိလို့ရှင်လဲကျွန်တော်အောက်အောက်မှာ comment မှာမေးလို့ရပါတယ်နော် Cheers to my. Have a good day.